မြန်မာနိုင်ငံအနောက်ပိုင်းရှိချင်းတောင်နန်းဒေသသည်ယနေ့အခါတွင်နိုင်ငံ၏ခရစ်ယာန်ဘာသာအထူးထွန်းကားရာဒေသဖြစ်ရပ်တည်နေပါသည်။သို့သောလွန်ခဲ့သောရာစုနှစ်တစ်ခုကျော်ကာလကချင်းလူမျိုးများဟာရိုးရာနှက်ကိုးကွယ်မှုဒလိများနှင့်မျိုးနွယ်စုအခြေပြု လူမှုအဖွဲ့အစည်းများဖြင့်နေထိုင်လျက်ရှိပြီးယေရှုခရစ်၏ဧဝံဂေလိတရားနှင့်လုံးဝမသက်ဆိုင်ခဲ့သေးပါဘူး။ဤပြောင်းလဲမှုအစားအစာဆိုရင်1896ခုနှစ်တွင် အမေရိကန်ဗတ်တစ်သာသနာပြုများချင်းတောင်တန်း၏ကျန်းတန်းသောမြေမျက်နှာတွင်ပြင်ကိုဖျက်ကျော်လာချိန်မှစတင်ခဲ့ပါသည်သူတို့ရဲ့ယူပါယုံဇွဲလုံးလားနှင့်စွန်စားရဲသောစိတ်တတ်တို့ဟာခရစ်ယာန်ဘာသာကို မိတ်ဆက်ပေးုံသာမကချင်းလူမျိုးများအကြားပညာရေးလူမှုဖူလုံရေးနှင့်ယဉ်ကျေးမှုအမှတ်လက္ခဏာများကိုပါနှဆိုင်စွာ လွှမ်းမိုးစေခဲ့ပါသည်ထို့ကြောင့်စာဖတ်ပရိသတ်အနေနဲ့ယခုနားဆင်နေသောဆောင်းပါးဟာဆိုရင် ထိုအံ့ွယ်ခရီးကိုပြန်လည်ရှာဖွေဖို့ပြမည်ဖြစ်ပြီးဆရာကြီးအာသာအီကာဆန်အာသာကာဆန်နှင့် သူ၏ဇနီးလော်ယာကာဆန်လောရာကာဆန်တို့၏ရောက်ရှိမှုမှ စတင်၍ယနေ့ခေတ်ချင်းလူမျိုးများ၏90ရာခိုင်နှုန်းကျော်ကိုဝန်ဆောင်မှုပေးနေသော ခရစ်ယာန်အဖွဲ့အစည်းများအထိဖော်ပြသွားမှာဖြစ်ပါသည်ပထမဆုံးသာသနာပြုအားထုတ်မှုများ၁၉ရာစုနောက်ပိုင်းမှ၂၀ရာစုအစောပိုင်း ၊သမိုင်းဆိုင်ရာအခြေအနေနှင့် တောင်တန်းဒေသသို့ဖိတ်ခေါ်ခြင်း၁၉၊ရာစုနောင်ပိုင်းတွင်ချင်းတောင်တန်းဒေသသည်ဗြိတိရှ်အင်ပါယာ၏အစွန်းတနေရာဖြစ်သလိုအလင်းမြန်ခင်မီဖွံ့ဖြိုးလာသောကဘာ၏အစိပ်ပိုင်းလည်းဖြစ်ခဲ့ပါသည်။1880ပြည့်နှစ်များတွင်ဗြိတိရှ်တို့ကမြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက်ရိုးရာခေါင်းဆောင်များဖြင့် ုပ်ချုပ်လျက်နတ်ကိုးကွယ်မှုတလေများနတ်ဆိုင်စွာအမြင့်တွယ်နေတဲ့ချင်းဒေတာဟာအပြင်လောကရဲ့ဩဇာလွှမ်းမိုးမှုကို မလွဲမရှောင်သာရင်ဆိုင်လာရပါတယ်။ဤအခြေအနေအတွင်းအမေရိကန်ဗတ်တစ်သာသနာပြုများဟာဧဝံဂေလိတရားဖြန့်ဖြူးရန်အလားအလာပြေဝသော သာသနာပြုလေကွင်းတစ်ခုကို မြင်တွေ့ခဲ့ကြပါတယ်။1896ခုနှစ်မက်စလာတွင်ဆရာကြီးအာသာအီကာဆန်အာသာကာဆန်နှင့် သူ့ရဲ့ဇနီးလော်ယာကာဆန် Nora Carson တို့ဟာယခုလက်ရှိချင်းပြည်နယ်မြို့တော်ဖြစ်တဲ့ဟာဂါမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။သူတို့ရဲ့ရောက်ရှိမှုဟာတဘာဝနဲ့ဘိုးဘွားနတ်များကိုကိုးကွယ်လျက်ရှိနေတဲ့ချင်းလူမျိုးများထံခရစ်ယာန်ဘာသာကိုစနစ်တကျမိတ်ဆက်ပေးမိကြိုးပမ်းမှုကြီး၏အစဖြစ်ခဲ့ပါတယ်။ American Baptist သာသနာပြုအဖွဲ့ရဲ့ထောက်ခံမှုဖြင့်ကာဆန်တို့ဇနီးအေမန်နန်ဟာချင်းလူမျိုးများရဲ့ဝိညာဉ်ရေးလိုအပ်ချက် ကိုသာမကပညာရေးကျမ်းမာရေးဆောင်ရှားမှုနှင့် စာပေများဖြင့်ချင်းတိုင်းဝိုင်းကို မြင့်တင်ပေးရန်အခွင့်အလမ်းကိုလည်းမြင့်တွေ့ခဲ့ကြပါသည်။သာသနာပြုဖြူဟာပညာရေးကျမ်းမာရေးနှင့်တမာကျမ်းစာဘာသာပြန်ဆိုရေးတည်မြဲသောပြောင်းလဲမှုအတွက်အဓိကသောချက်မှာလူတဦးလုံး၏ဘဝကို ပြုပြင်ရန်ဖြစ်တယ်လို့နားလည်တဲ့ကာဆန်တို့သဟာဗတ်ဆောင်ချင်းကပ်မှုနီလန်းကိုအသုံးပြုခဲ့ကြတယ်။သူတို့ဟာကြောင်းများနှင့်ဈေးကန်းများတီထောင်ခြင်းဖြင့်စတင်ခဲ့ပြီး ပို၍အရေးကြီးတာကဒေတာခံပါသောစကားများအားယောမအခရာဖြင့်ရေးသားနိုင်ရန်စနစ်ကိုမိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ဒီလိုစမ်းတစ်တဲ့လှုပ်ဆောင်ချက်ဟာနောင်တွင်ချင်းလူမျိုးများတမာကျန်းစာကိုမိမိပါသောစကားဖြင့်ဖတ်ရှုနိုင်စေရန်အုံမြင့်ချပေးခဲ့ခြင်းဖြစ်ပါတယ်။သာသနာပြုများရဲ့အမြင်တွင် စာတက်များအောက်မှုသည်ဝိညာဉ်ရေးနှင့်လူမှုရေးအဖြစ်လွန်မြောက်မှု၏တကားပေါက်ဖြစ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ ေတာခံဘာသာစကားများကိုစာရေးစနစ်သို့ပြောင်းလဲရန်သူတို့ရဲ့ကြိုးပမ်းမှုများဟာပညာရေးဆိုင်ရာတသက်မဟုတ်ဘဲဘဝပြောင်းလဲမှုဆိုင်ရာလှုပ်ဆောင်ချက်များလည်းဖြစ်ခဲ့ပါတယ်။ချင်းဘာသာဖြင့်တမာကျန်းစာနှင့်ဘာသာရေးစာပေများဟာနှကိုးကွယ်မှုဒလိဟောင်းမှ လုံးဝကွဲပြားသောယဉ်ကျေးမှုအမှတ်လက္ခဏာအတစ်တစ်ခုဖွဲ့စည်းရာတွင်အခြေခံအုတ်မြစ်များဖြစ်လာခဲ့ပါတယ်။ပထမဆုံးသောခရစ်ယာန်ယုံကြည်သူများနှင့်ချင်းခရစ်ယာန်ဘာသာ၏မွေးဖွားခြင်း ပထမဆုံးယုံကြည်သူများနှင့်အစောပိုင်းစိန်ခေါ်မှုများကာဆန်တို့ရောက်ရှိပြီးမကြမီမှာပင်ချင်းလူမျိုးများတွင်ယုံကြည်ခြင်း၏အစေးညောက်များစတင်ပေါက်ဖွားလာခဲ့ပါသည်1904ခုနှစ်တွင်နှစ်ပေါင်းများစွာတီးခန့်စွာဧဝံဂေလိဟောပြောခြင်းနှင့်ပညာရေးကျမ်းမာရေးတို့တွင်ဧဝံဂေလိတရား၏တကိုးကိုပြသပြီးနောက်ဩဇာရှိတဲ့မိသားစုဝင်အချို့အပါအဝင် ပထမဆုံးသောဒေသခံစုံတွဲများခရစ်ယာန်ဘာသာသို့ကူးပြောင်းခဲ့ကြပါသည် ထိုအစောပိုင်းကာလ၏အရေးပါသောပုံကူမှာခူးဆက်ကြေးရွာမှဒေသခံကောင်းဆောင်ပူးထုံဟန်းဖြစ်ပါရယ်ရိုးရာရာထူးဆုံးရှုံးနိုင်ကြကြောင့်အစပိုင်းတွင်တန်လျာရှိခဲ့တော်လဲသားများဖြားနာခြင်းဆိုင်ရာပူးထုံဟန်းရဲ့ကိုရီးကိုရာအကြက်တဲဟာအလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့ပါရယ်သာသနာပြုဆရာဝန်ရဲ့ကုသမှုခံယူပြီးနောက်သားတဦးပြန်လည်တက်တာလာသောအခါပူးထုံဟန်းနှင့်သူ၏ဇနီးတို့ဟာနောက်ဆုံးတွင်အတိတ်သောယုံကြည်ခြင်းကိုလက်ခံခဲ့ကြပါသည် ဖျားเจ้าဖွဲ့စည်းဖွဲ့စည်းခြင်းချင်းတောင်တန်းပပတဲ့အသိန်းချုပ်ဤပေါ်ထွန်းလာပုံပူးထုံဟန်ကဲ့သို့သောဒေတာခံအေးပါသူများဤဘာသာပြောင်းလဲမှုဟာနှဆိုင်သောအကျိုးဆက်များကိုဖြစ်ပေါ်စေခဲ့ပါれသူတို့ရဲ့ဧဝံဂေလိယုံကြည်မှုဟာအခြားရွာများအတွက်စံနမူနာတရဖြစ်လာခဲ့ပါれ1900ခွင်ခုနှစ်တွင်တူးချင်းအသိတော်များရဲ့ကြီးထွားမှုဟာယခုချင်းတောင်တန်းဘက်တဲ့အသိချုပ် ရှစ်ဟီလ်ဘက်တစ်အက်ဆိုဆီယေးရှင်းရဲ့အဖွဲ့အစည်းမှုကိုဥတည်စေခဲ့ပါတယ်ထိုအစောပိုင်းအဖွဲ့အစည်းဆိုင်ရာဖွဲ့စည်းပုံဟာဆိုရင်ယခုလက်ရှိ ဟာခါတီးတိန်နှင့်ချင်းတောင်နှင်းရဲ့အခြားဒေသများရှိဗက်တစ်များကို စုစည်းပေးခဲ့ပါတယ်။အတင်းကျုပ်ဟာအချင်းချင်းပံပိုးကူညီရဲ့နီလန်းတစ်ခုသာမက နောင်တွင်ဇိုမီဗက်တစ်ကွန်ဗင်းရှင်းအမီပြောင်းချင်းဗက်တစ်ကွန်ဗင်းရှင်း ကဲ့သို့သောအမျိုးသားအဆင့်ခရစ်ယာန်အဖွဲ့အစည်းများအဖြစ် ပြောင်းလဲသွားမိချင်း ခရစ်ယာန်အထူးပြုလက္ခဏာတရက်ဤအစကိုလည်းအမှတ်အသားပြုခဲ့ပါတယ်။အဖွဲ့အစည်းများတိဆောက်ခြင်း၊ပညာရေးတမာကျမ်းကြောင်းများနှင့်ခရစ်ယာန်အသင်းတော်အဖွဲ့အစည်းများတမာကျမ်းကြောင်းများနှင့်ပညာရေးအဖွဲ့အစည်းများစတင်တည်ထောင်ခြင်းကာဆန်တို့ရဲ့အရေးပါဆုံးအငွေနှစ်တရက်မှာပညာရေးကိုအလေးပေးခဲ့ခြင်းဖြစ်ပါတယ်။ စာတမ်းမြောက်မှုဟာချင်းလူမျိုးများအားဝိညာဉ်ရေးရာနှင့် လူမှုရေးရာနှစ်ရပ်စလုံးတွင်အားဖြည့်ပေးမိကိုသိမြင်သောကြောင့်သူတို့ဟာတောင်နှန်းဒေတာအနှံ့သာသနာပြုကြောင်းများတည်ထောင်ခဲ့ပါသည်။အချိန်ကြာလာသည့်နှစ်အမျှဒေတာခန်ဓမ္မဆရာများနှင့်အတင်းတော်ခေါင်းဆောင်များလေ့ကျင့်ရန်တမာကျမ်းကြောင်းများပေါ်ထွန်းလာခဲ့ပါသည်။ထိုအဖွဲ့အစည်းများဟာဘာသာရေးပညာရပ်များကိုသာ တင် जा ပေးတာမဟုတ်ပဲယဉ်ကျေးမှုအတွင်ပြောင်းလဲရေးဤဘဟုဌာနများလည်းဖြစ်လာစေခဲ့ပါတယ်။ချင်းဘာသာစကားအမျိုးမျိုးဖြင့်တမာကျန်းစာဘာသာပြန်ဆိုမှုများမှတဆင့်ထိုကြောင့်များဟာဒေတာခန်ခရီးရန်စာပေများရဲ့အခြေခံအုတ်မြစ်ကိုချပေးခဲ့ပါတယ်။ဥပမာအားဖြင့်20ရာစုအစောပိုင်းဆယ်စုနှစ်များတွင်သာသနာပြုများနှင့် နောက်ပိုင်းတွင်ဒေတာခန်ကောင်းဆောင်များဟာဆိုရင် ဟာခါနှင့်ဖလန်းမျိုးများတွင်တမာကျန်းကျောင်းများစတင်တည်ထောင်ခဲ့ကြပါသည်ထိုကျောင်းများဟာအချိန်နှင့်အမျှအဓိကဘာသာရေးတင်ကြားရေးအဖွဲ့အစည်းများအဖြစ်ပြောင်းလဲခဲ့ပြီးယနေ့တိုင်ဓမ္မဆရာများနှင့်အသင်းတော်ဝန်ထမ်းများကို လေ့ကျင့်ပေးလျက်ရှိပါသည်ထို့သောဖြင့်ဧဝံဂေလိသတင်းကောင်းကိုချင်းခရစ်ယာန်များကိုယ်တိုင်ဆက်လက်တည်ဆောင်နိုင်ရန်တည်ချာစေခဲ့ပါသည်အသင်းတော်အဖွဲ့အစည်းများဖွဲ့စည်းခြင်းနှင့်ဖွံ့ဖြိုးတိုးတက်လာပုံ ချင်းတောင်နှန်းဒေသတလွားသို့ခရစ်ယာန်ဘာသာပြန်ပွားလာသည်နှင့်အမျှအသင်းတော်များ၏စီးလုံးညီညွတ်သော အုပ်ချုပ်မှုစနစ်လိုအပ်လာခဲ့ပါသည်အစောပိုင်းချင်းတောင်နှံဗတိအသင်းချုပ်ဟာနောက်ခါတွင် ပေါ်ထွန်းလာမိပုံမူကျပြန့်သောအဖွဲ့အစည်းများရဲ့ရှေ့ပြေးဖြစ်ခဲ့ပါသည်။၂၀ရာစုအလယ်ပိုင်းသို့ရောက်သောအခါအသင်းတော်အရေးအတွက် တိုးပွားလာမှုနှင့်အတူ အတင်းချုပ်ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးအတိုင်းအတာချဲ့ထွင်ခဲ့ပါတယ်1953ခုနှစ်တွင်ချင်းပြည်နယ်တဝမ်းရှိအတင်းတော်များရဲ့လုပ်ငန်းများကိုညှိနှိုင်းဆောင်ရွက်ရန်ဇိုမီဘတ်တစ်ကွန်ဗင်းရှင်းကိုတည်ထောင်ခဲ့ပါတယ်နောက်ပိုင်းတွင်2013ခုနှစ်တွင်ပုံမိုကျယ်ပြန့်သော အမျိုးသားရေးလက္ခဏာကို ထင်ဟပ်စေရန်အဆိုပါကွန်ဗင်းရှင်းကိုချင်းဘတ်တစ်ကွန်ဗင်းရှင်း Chin Baptist Convention အဖြစ်အမည်ပြောင်းလဲခဲ့ကြပါတယ် ယနေ့အချိန်တွင် အသင်းတော်ပေါင်းရာနှင့်ချီ၍အဖွဲ့ဝင်ပေါင်းသိန်းချီပါဝင်သောဤအဖွဲ့အစည်းများသည်ချင်းလူမျိုးများ၏ဝိညာဉ်ရေးလူမှုရေးနှင့်နိုင်ငံရေးဘဝတို့တွင်အဓိကအခမ်းကဏ္ဍမှပါဝါပါဝင်လျက်ရှိနေကြပါသည်